အလုံးမဲ့မင်္ဂလာပါဒီနေ့စတင်ဘာလ29ရက်နေ့မှာတော့သတင်းမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေကိုနေပြီးတော့ကျွန်တော်ပထမဆုံးတင်ပြချင်တဲ့အကြောင်းအရာကတော့ချင်းပြည်နယ်ဝိုင်းပေါ်မှာဆိုလို့ရှိရင်တော့စတုံမျိုးကိုနေပြီးတော့စကစကနေပြီးတော့ပုံချေးတယ်နော်ပုံချေးတဲ့ခါကျတော့အရင်မှာကလေးပါဝင်၈ရောက်သေးတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့နော်စိတ်မကောင်းစုံနဲ့သတင်းတပ်ပုံတွေကိုနေပြီးတော့တွေ့ရမှာဖြစ်တယ်နောက်တစ်ခုကခရင်ပြည်နယ်မှာဆိုလို့ရှိရင်တော့ BGF ရဲ့ DKBA ရဲ့ KNLAPC PC လို့ခေါ်တဲ့ခါမှာကျွန်တော်တို့ညင်းချမ်းရဲ့အဖွဲ့တွေပေါ့နော် KNL တွေကနေပြီးတော့ညင်းချမ်းရဲ့လက်နဲ့နဲ့ညင်းချမ်းရဲ့လက်လက်လက်အဖွဲ့တွေရှိတယ်နော်အဖွဲ့တွေရှိတယ်ဆိုတော့သူတို့သုံးဖွဲ့ပေါင်းပြီးတော့အစီအစဉ်တစ်ခုကိုလုပ်တယ်နော်အဲ့ဒါကဒီနေ့ထွက်ပေါ်လာတဲ့တည်င်းကပါလဲဆိုလို့ရှိရင်တော့ဒီ UK ပွဲကိုမြမလာရဲ့ UK ပွဲကိုသူတို့သုံးဖွဲ့ကနေပြီးတော့နော်ပူးတွဲပြီးတော့အဝယူသွားမယ်ဒီပြရတော့သူတို့ထင်ချထားတဲ့နေမြေတွေမှာကိုလုံးဒီ UK ပွဲတွေကိုလုံးဝဖျက်လို့မရအောင်သူတို့သုံးဖွဲ့ကကူညီသွားမယ်ဆိုပြီးမှ ထုတ်ပြန်မှုတွေလုပ်တယ်ဆိုတော့အနာဂတ်နေပြီးတော့ဒီမြဝတီခရိုင်တက်ကတိစံပြရွာမှာဆိုလို့ရှိရင်အဲ့ဒီမှာ BGF ရဲ့အမှတ်နှစ်စစ်တဲ့တာကနေပြီးတော့ဌာနချုပ်ရှိတယ်เนาะအဲ့ဒီဌာနချုပ်ခံမှန်းမှနေပြီးတော့အစီဝေးကျင်ပိုက်ပြီးတော့ဒီနေ့သဘောတူညီချက်တွေရတယ်เนาะရွေးကောက်ပွဲကိုကာကွယ်သွားမယ်เนาะမအားလာနဲ့ပူပေါက်သွားမယ်ဆိုပြီးမှကျွန်တော် BGF ရဲ့ကောင်းဆောင်မောင်ချစ်သူရဲ့ဒီ KPA မှာဆိုလို့ရှိရင်တော့ပို့ပြီးတော့တစ်ဖွဲ့ရှိတယ်စအောင်တော့တစ်ဖွဲ့ရှိတယ်เนาะဆိုတော့တို့ဒီ KPA ရဲ့အကျိုးပြုလေပေါ့အဲ့ဒီပဲတော့ဘောတော့ပါတာလက်နဲ့ကြိုင်ပဲပေါ့ အရင်တုန်းကမာလာကနေပြီးတော့ခွဲထုတ်လိုက်တာเนาะအဲ့ဒါမှာခရီးယန်နဲ့ဘုရားဘာသာဆိုပြီးမှခွဲထုတ်ပလိုက်တာခွဲထုတ်ပြီးတော့အုပ်ချုပ်တာဒီနေ့တစ်ချက်ကရင်နဲ့စေယုံလုံးလုံးဝမရသေးဘူးအဲ့ဒီမှာတစ်ခါနော် BGF ဆိုပြီးမှเนาะအဲ့ဒီမှာမြောက်ထားတာเนาะမာလာကမြောက်ထားတာဆိုတော့တော်တော်ကိုထိအောင်မှုတွေရှိတယ်ဒီနေ့တစ်ချက်လုံးဝလုံးဝမရတော့เนาะ ဘာဖြစ်လဲဆိုတော့သူတို့မှာကျိုးစီးပွားတွေများကြီးဖြစ်တဲ့အခါကျတော့ဒီလက်နက်ကင်တဲ့လူတွေတကယ်တမ်းပြောလို့ရှိရင်တော့လက်နက်ကင်တဲ့ပြည်သူလူထုကိုကာကွယ်တယ်ပြောဘလောက်ပဲပြောပြောသူတို့ရဲ့ကျိုးစီးပွားတွေပဲအဲ့ဒီပဲကတော့တရားဝင်နော်တရားဝင်လက်နက်ကင်ကြတယ်အဲ့ဒီမှာဓမြတိုက်ကြတယ်ဆိုတဲ့ပုံစံမျိုးတွေပေါ့နော်ဆိုတော့အဒီဟာကိုချစ်ချစ်အားဖြင့်ကျွန်တော်သိနိုင်တယ်အဲ့ဒီမှာကြားဖြတ်လို့ပါလို့ဆိုလို့ရှိရင်လည်းတကယ်ကြီးကြီးသူတို့လုတ်တယ်မမဖြစ်ဘူးအဲ့ဒါတရားဝင်ခွင့်ပြုထားတာအဲ့ဒါအဲ့ဒီမှာမာလာကခွင့်ပြုထားတာမသိလည်းမသိပါနော်တရားဝင်ဆိုတာကအတိတ်ပြတော့ တကယ်တိုင်းပြည်မှာအာဏာရှိတဲ့လူတွေတော့မှနော်သူတို့ကိုခွင့်ပြုထားလို့ဆိုတော့အတိတ်ပြရတော့နော်တရားဝင်တဲ့သဘောပေါ့အမှန်တော့တရားဝင်တော့မဟုတ်ပါဘူး။ဘလောက်ချမ်းသာလဲ။နော်ရွှေကုတ်ကိုမြို့တော်မှတည်လို့ရတယ်နော်ဘလောက်ချမ်းသာလဲ။သူရဲ့မြေအဲ့ဒီမွေးနေ့တနှစ်ပြည့်မွေးနေ့မှာတော့မှနော်သိန်းနှစ်ထောင်နော်သိန်းနှစ်ထောင်တော့မှဆူချတယ်။ဆိုတော့မြတ်ဗတိကိုသိန်းလို့မရတာသူတို့အကြောင်းလေအကြောင်းပဲနော်။အဲ့ဒီပို့ပြီးတော့ပါတော့ဖွေဆိုလို့ရှိရင်တော့ပြည်သူလူထုတွေရဲ့ဟိုအင်းပစ္စည်းဥစ္စာတွေကိုနေပြီးတော့ မလာရဲ့စက္ကစအဖွဲ့တွေနဲ့အကုန်လုံးမိရှုမိရှုပြီးတော့တခါသူတို့ကပေါင်းတဲ့ဟာတွေရွှေငွေပိုင်းငွေပါဆိုလို့ရှိရအကုန်လုံးတင်ကြုံသွားတယ်ဆိုတဲ့တင်းတွေကလည်းအရင်တော့ကထွက်ပြေးသားဖြစ်တယ်ဆိုတော့အဲ့ဒီအစည်းအဝေးကနေပြီးတော့သူတို့ထုတ်ပြန်ချက်ကရွေးကောက်ပွဲကိုမလာရဲ့ရွေးကောက်ပွဲကိုလုံးဝကာကွယ်သွားနိုင်လိမ့်မယ်လို့သူတို့ထုတ်ပြန်ထားတာကိုကျွန်တော်တို့တွေ့ရတယ်နော်ဆိုတော့နောက်တစ်ခုကပါလဲဆိုလို့ရှိရင်တရုတ်ကမလာရဲ့လက်အောက်ခံနာနေကိုကံဖွဲ့တယ်ပေါ့နော်အရင်တော့ကကိုကကြားဖြတ်ဖွဲ့တဲ့တေတူညာနေခွန်း မစင်ခုံတွင်းကကျွန်တော်တို့မအလာကိုပြောတယ်ဒီကြားဖြင်းကိစ္စကိုနေပြီးတော့ကင်တွေပါကင်တွေပါဆိုတော့မအလာကတိတ်မကင်တွေ့ချင်ဘူးတော့တရုတ်ကိုချက်ကင်ချက်ကင်လောက်တဲ့ခါကျတော့တရုတ်က MNDA နဲ့ TNL လေးကို မြောက်ပေးလိုက်တယ်။နောက်အဒီလက်နဲ့တော့ထုတ်တယ်။အဲ့ဒီမှာကလုံးစစ်ကူတွေပေးတယ်။ကလုံးမတိလက်မတိဖားနဲ့ကလုံးသိမ့်လိုက်တယ်။နောက်သိမ့်လိုက်တဲ့ခါကျတော့အဲ့ဒီမြောက်ပတ်တော့ခုံသွားတယ်။နောက်အဒီတရုတ်ရဲ့ခွင့်ပြုချက်နဲ့နောက်ဆုံးကျတော့တရုတ်ကအာမျက်နှာချွေသွေးပဲရော။နောက်မလာနဲ့ကိုပေါင်းတော့ပြန်ရော။ဆိုတော့အဲ့ဒီချင်းခါတော့ဖမ်းထားတဲ့နောက်အဒီကြားဖြောင်းအဖွဲတွေထဲကနေပြီးတော့အဒီမလာရဲ့လက်အောက်ခံပြည်သူစစ်အဖွဲဟောင်းနောက်မြေချောက်ချမ်းမြေချောက်ချမ်းရဲ့မိသားစုဝင်၁၁ယောက်ကိုနေပြီးတော့ဒီနေ့တရုတ်ကနေပြီးတော့ ဲ့သူတို့ကိုကောလုံးတည်တဲ့ချမှတ်လိုက်တဲ့စစ်တူနော်သူတို့ကလူတတ်မှုတွေလုပ်တယ်ပြီးလို့ရှိရင်တော့ကြောက်ဖြန့်နောက်ပြီးကတော့ကြောက်ဖြန့်ပိစနဲ့သူတို့ဖမ်းတာဆိုတော့ကိုအမှုမှာတော့လူတတ်မှုတွေပြီးတော့ကြောက်ဖြန့်တွေဒီမိသူတို့ဖမ်းဆီးထားတာတွေနောက်တစ်ခုကဒီလောင်ကစားမှုတွေပြည်တစားတွေမူရေးစေဝါတွေစသဖြင့်စသဖြင့်နော်အဲ့ဒီအမှုတွေနဲ့သူတို့ကိုဆွဲတယ်ဆွဲပြီးမှအခု တို့ကိုတည်တိုင်းချမှတ်လိုက်တယ်နော်စက်တရားနော်စက်တရားကိုတည်တိုင်းချမှတ်လိုက်တယ်ဆိုတဲ့တည်င်းကိုကျွန်တော်တို့တွေ့ရမယ်နောက်တစ်ခုကမော့ဆုံမှာဆိုလို့ရှိရင်ဖူဆိုလမ်းမကြီးမှာတက်ွက်ကြီးကြီးဖြစ်တယ်နော်အဒီမှာဆိုလို့ရှိရင်တော့စကစဖက်ကအရောက်နဲ့ဆက်သေးတယ်အဒီမှာစက်ကနဲ့စီကိုဖြည့်ဆည်းနိုင်တယ်ဆိုတဲ့ဟာကိုဒီနေ့ထုတ်ပြန်တယ်ပြီးလို့ရှိရင်တော့အဲ့ဒီ KNPB နဲ့နေပြီးတော့ UNG ရဲ့သမ္မတအရာရေးသမ္မတအတူကလည်းရှိလာတော့တို့တွေ့တယ်ဟိုတရက်နေ့က KNU နဲ့တွေ့တယ်တို့က alliance တွေပဲနော်အဒီ KNU တို့ UNG တို့ပြီးလို့ရှိရင်တော့ CNF တို့ KNPB တို့ဆိုတာအဲ့ဒီမှာ K2C ဆိုတာအဲ့ဒါပဲနော် K2C ဆိုတာတို့ရဲ့ ် alliance တွေပဲဒီနေ့ထက်ထီเนาะတိုင်းပြည်မှာเนาะဒီလောက်တိုက်ပွဲဖြစ်တာเนาะအချိန်နဲ့မကောင်းတော့ဘူးမလာရွေးကောက်ပွဲလုပ်မယ်ဆိုတာသူတို့သိတယ်။အော်မလာဆိုလို့ရှိရင်တော့ link ချင်းနဲ့လူတွေကိုခွဲပြီးတော့ဒီလိုအုပ်ချုပ်လေးဆိုတာလေးသူတို့သိတယ်။เนาะအဲ့ဒီ currency မှာเนาะအဲ့ဒီဘာကရင်မှာနောက်တစ်ခုကဒီအယူကြီးတို့ဒီ lock in အားရှိတာเนาะအဲ့ဒီမှာ budget ဆိုတဲ့ကြီးကြီးတောင်းတာအယူကြီးဆိုလို့ရှိရင်တော့နေလာမဟုတ်ဘူးအခုကောက်လို့ရတဲ့ဟာလည်းနေလာမဟုတ်ဘူးအဲ့ဒီမှာနိုင်ငံတကာကိုလှစ်ပတ်ပြီးတော့ပတ်စံတွေအလူတွေယူတာလည်းပတ်စံနေလာမဟုတ်ဘူး เนาะไอ้นี่ปะสันတွေเนี่ยတကယ်နဲ့တိုက်တယ်ဆိုလို့ရှိရင်တော့ဒီမအလဘေးခနိုင်မလဲတန်ရုံပေါင်း300ကျော်ပကပပဖားတယ်ဆိုတော့900ကျော်တိတ်နေချီပြီးတော့သူ့ရဲ့အင်အားနဲ့เนาะအများရှိနေတယ်ဆိုတော့အဲ့ဒီဟာကိုလုံးဝမတိုက်ဘူးတိတ်သူညာနှစ်ခုလုံးဝလည်းမတိုက်ဘူးเนาะအဲ့ဒီမှာပထမ line ပြီးသွားတယ်ဒုတိယ line ပြီးသွားတယ်သူများတွေတိတ်နေ နော်ဒါပေမဲ့နော်လုံးဝထိုးစစ်ကြည့်လို့မစင်ဘူးဒီလောက်ပတ်စံရင်အားရှိတဲ့လူတွေအခုတော့မှဆွေးနွေးတာပဲရှိသေးတယ်နော်ဒါဆွေးနွေးတဲ့တွေးဆုံတဲ့သူတို့သဘောတူတဲ့ဆိုတာအဲ့ဒါအဲ့ဒါပဲအဲ့ဒီစကားတွေကကြားနေကြစကားတွေပဲအခုအလိုမျိုးထုတ်ပြန်နေပြီနော်ပထမဆုံး KNU နဲ့တွေ့တယ်နော်ပရိုတိုကောထွေးဝင်းနဲ့ အဲ့ဒီမှာအခုထားနေပေါ့အခုပြန်ပြီးတော့ KIPP နဲ့သွားပြီးတော့တွေ့တယ်เนาะအဲ့ဒီမှာဆိုတော့တော်တော်ကိုရည်စရာတော့ကောင်းတယ်เนาะဒီဖွဲ့တွေကတော့တကယ်ဟာသတ်သမားတွေပဲเนาะဘာမှလုံးမလုံးဘူးဒီလိုလေဆိုတော့အခုเนาะသူတို့အညာမြန်မာတင်လို့ရတယ်ဆိုတာ KA မပါလို့ရှိရင်ဘာတခုမှတိုက်လို့မရဘူးဘာတခုမှဘာမှလုံးလုံးတတ်တာမဟုတ်ဘူးဒီဖွဲ့တွေကအခု Granny နဲ့ Granny ရဲ့ဖွဲ့တွေနဲ့တွေ့တယ်လို့ပြောတယ်เนาะ Granny ကလည်းပထမတော်တော်ကိုနာမည်ကြီးသွားတယ်เนาะအဲ့ဒီ NUG နဲ့ပေါက်လိုက်ပေါက်ဘာမှတိုးလို့မရတော့ဘူးအခုတို့အရင်တော့ဆိုလော်ကော်တော့ဘာလို့တက်ကတော့ထိတော်မှ တိမ်ပိုက်တယ်နောက်ဆုံးကျတော့အခုတော့အကုန်လုံးပါသွားတာနော်အခုဆိုတော့တော်တော်ကိုဆုံးယုံမှုရှိတယ်အင်ယူဂျင်နဲ့ပေါင်းတဲ့အဖွဲ့တွေအကုန်လုံးဆုံးယုံမှုရှိတယ်အခုကရင်လက်ဒီလောက်ပဲဘာမှနော်တို့ကမြို့ကိုသိမ်းဖို့အချင်းတွေမရှိဘူးတို့ကဆိုတော့အခုကဘိုးဆိုးမြောက်ဒီကိုပြန်ရောက်သွားပြီနော်အောင်စရာစစ်ကြောင်းကဆိုတော့အဲ့လိုမျိုးချင်းတွေမျိုးကိုကျွန်တော်တို့တွေ့ရနိုင်မယ်နောက်တစ်ခုကဂျမ်ဖို့ဂျမ်ဖို့ကတော့တော်တော်ပြောပြီးခုကတော့เนาะဆိုတော့ဂျမ်ဖို့ကတော့တိုက်ပြေလုံးမှာเนาะတိုက်ပြေတိဆောက်ဖို့ဒီအရှုပ်ထွေးတွေကိုဖြည့်ရှင်းဖို့အတွက်အစဉ်သင်ဖြစ်ပြီးသူတို့မှရှိတယ်เนาะ အရင်မြင့်တယ်လူသားအရင်မြင့်တယ်သူတို့စီမှာရှိတယ်အစဉ်သင်ဖြစ်နေပြီဆိုပြီးမှကျန်ပေါ်အတော့တော်တော်ပြောနေတယ်ဆိုတော့တော်တော်ကအရှက်မရှိအဲ့ဒီကြော်မျိုးမျိုးပြောသလိုဘာမှသူနဲ့ပြန်ဖဲမှမရှိတော့တာနော်ပြန်ဖဲကဘာမှမဖြစ်သူနဲ့အင်အားကိုကိုကြီးတို့ဘာလို့ဆိုတော့ဘာလဲလမ်းပေးရပေးရဘာမှသူတို့ပြန်နိုင်တာမဟုတ်ပဲကိုကိုကြီးတို့ကသူကထောက်ခံလဲနောက်မရှိတဲ့အခါကျမှပဲသူတို့နင်းနေဘဘဆောင်ကြဆောင်ကြတက်တာအဲ့ဒီကိုကိုကြီးကအရင်တော့ဒီ NLD လက်ထက်မှနေပြီးတော့သူတို့ကနေရမရတဲ့အခါကျတော့နော်အဲ့လိုမျိုးလှုပ်တာတစင်းထောင်းလာအဲ့လိုမျိုးပုံစံမျိုးအမှန်တော့အရင်တော့ဒီဖက်မှပဲသူကအခုကမဟုတ်ဘူးနိုင်ငံရေးလမ်းကြောင်းလို့လို့ပ ါလို့လို့အဲ့ဒီမှာလူတွေကနိုင်ငံရေးလုပ်တယ်ဆိုတာလေတော်တော်ကိုချောက်ပေါက်ောက်နေနိုင်ငံရေးသမားတွေကဆိုတော့သူတို့ရဲ့နော်အဒီအာနာတွေပါလို့မရဘူးဆိုလို့ရှိရင်သူတို့ကပေါက်ရလုပ်တာနော်ချနေတာနိုင်ငံရေးသမားတွေရဲ့အဓိကမူလခုရှိတယ်အဲ့ဒါကသာရမိတ်ဆွေမရှိဘူးသာရရတူမရှိဘူးပြီးတော့နိုင်ငံရေးမှာတိုက်ဆိုင်တာမရှိဘူးဒီဟာနှစ်ခုကိုဒီမူနှစ်ခုကိုချစ်လိုက်နော်သူတို့က ထာဝရမိတ်ဆွေမရှိဘူးထာဝရယံသူမရှိဘူးဆိုတာအတိတ်ပဲတော့ဒီနေ့ယံဖြစ်တယ်တက်ဖြတ်တယ်သေကြတယ်ပြက်ကြတယ်နော်အကုန်လုံးသေတဲ့လောကသေတာမျိုးနောက်တရားနေကြသူတို့ဖတ်နေတယ်နော်အပြစ်လို့ရှိရင်နိုင်ငံရေးမှာတိုက်ဆိုင်တာမရှိဘူးဆိုတော့တိုက်ဆိုင်နေဆိုတာမရှိဘူးဆိုတာကအတိတ်ပဲကတော့သူတို့လုံးတဲ့ဟာကိုသူများအကုန်လုံးကမာလဲတမင်တစ်သက်ကိုလုံးတာကတော်ကိုအချင်းရုပ်တယ်ဒီနိုင်ငံသမားတွေကဆိုတော့အခုကဘာလုပ်လဲသူတို့အခုကြံဖွဲ့လူတွေကအကုန်လုံးသူတို့နိုင်မယ်ဆိုတာသိပြီလေနော်အဲ့ဒီမှာအန်အန်ဒီမှာမရှိတော့တာ ဆိုတော့သူနဲ့ပြန်ဖက်က NND ပဲလေအဲ့ဒီကိုကိုကြည့်တော့ဘာလို့ဆိုတာဘာလဲဘာမှမဟုတ်ဘူးလေလမ်းပေးရပဲဆိုတော့အဲ့ဒီ NLD ကတကယ်တမ်းပြန်ချင်တယ်ဆိုလို့ရှိရင်အဲ့ဒီတော့ offset ဆုချင်တဲ့ဝင်မြင့်ကိုတစ်ချက်တော့လှုပ်ပြီးတော့ရုပ်ကောက်ပြန်ချေးပါလား0ပဲရမယ်0เนาะသူတို့ကအရင်တော့လည်းတောင်ပြကမ်းပြနိုင်ခဲ့တယ်ခုလည်းတောင်ပြကမ်းပြနိုင်မှာပဲအဲ့ဒါကြောင့်သူတို့ကအဲ့ဒီ gate เนาะလက်ကိုချုပ်ထားပြီးတော့ထိုးတာเนาะ လက်ဝဲပွဲမှာသူတို့နိုင်တယ်လို့လို့ပါလို့လို့နဲ့အဲ့ဒါကြောင့်သူတို့ကပြောတာနော်အခုငါတို့မှလူသားအရင်းမြစ်တွေအကုန်လုံးရှိပြီနော်တန့်ပြေကိုပြန်လေးတီထောင်ဖို့နော်ဒီရှုပ်ထွေးကိုဖြည့်ရှင်းဖို့အကုန်လုံးစစ်တပ်ကနေပြီးတော့900ကျော်ဆင်းပြီးတော့အရောက်ဝို့ဝို့တာနော် uniform တွေချုပ်ချုပ်ပြီးတော့အရောက်ဝို့ဝို့တော့ဝို့တာဆိုတော့အကုန်လုံးကသူတို့စီမှာရှိမှာပေါ့အဲ့ဒီစစ်တပ်မှာအကုန်လုံးဟောဖြစ်တာပဲအခုအုပ်ချုပ်တဲ့လေလေဒီလိုပဲနောက်ကျန်းဖွဲ့တက်လာလို့ရှိရင်လည်းငါအဲ့ဒီမှာစစ် uniform နဲ့ ကျွန်တော်တို့ပစိုးတိုက်ပုံနဲ့လွဲလို့ပါတခုမှထူချက်လာမှမရှိလားအဲ့ဒီလူတွေအကြီးပဲဆိုတော့အခုတို့ကတော့တိုက်ပြေကိုနော်တီဆောက်ဖို့ပြန်လေတီဆောက်ဖို့ဒီအရှုပ်ထွေးပြဿနာတွေကိုဖြေရှင်းဖို့အတွက်တို့ကအစဉ်အသင်ဖြစ်နေပြီဆိုပြီးမှနော်ချမ်းဖို့ရဲ့ဥက္ကဋ္ဌခင်ကြီးကနေပြီးတော့ကျင်ညာလိုက်တယ်ဆိုတဲ့တင်းကိုတော့ဒီနေ့တွေ့ရတယ်ဆိုတော့အရှက်မရှိဘူးနော်အရှင်းမျက်နှာနောက်ပေးအရှက်မလည်းမဟုတ်ပါဘူးနော်ပေးရလို့ပဲဘလောက်ပဲချက်ချက်ဘလောက်ပဲပြုတ်ပြုတ်ဘလောက်ပဲကြောကြောပြေးမျက်နှာပြေးမျက်နှာပဲဘာမှအရှက်မရှိပြီးတော့ပြောနေတာပဲနော်တို့တကယ်ပြင်ဖက်နေဆိုလို့ရှိရင်တော့ ဘာမှသူတို့မှအရေးချင်းမရှိဘူးနော်ဆိုတော့အဲ့လိုမျိုးတည်တင်းကိုကျွန်တော်တို့တွေ့ရနိုင်မယ်နောက်တစ်ခုကဒီမခွေးတိုင်းနတ်မောက်မြို့ဒီမိုးသေးထန်စွာရွာတယ်အဲ့ဒီမှာနော်နတ်မောက်မြို့မှာဆိုလို့ရှိရင်ဆိုတော့ဒီမှာဒီအောင်ပန်းကျွန်းစေပောက်သွားတယ်ပောက်သွားတဲ့ခါကျတော့အနီမီတာစုတစုကနေပြီးတော့အိမ်မှာပါသွားတယ်အိမ်မှာပါသွားတော့အဲ့ဒီမှာခဏရောက်မှ6ရောက်သေးတယ် နော်အဲ့ဒီမိသားစု9ယောက်ရှိတယ်9ယောက်မှာ6ယောက်သေးတယ်တယောက်ကတော့အသက်ရှင်ပြီးတော့ပြန်ပြီးတော့တွေ့ရှိတယ်နော်ရှာဖွေတဲ့လူတွေနောက်တစ်ခုကအေးအေးထိန်းချုပ်ထားတဲ့အဲ့ဒီဘလောက်ဝမြို့ဝင်နေပြီးတော့ပုံ900နဲ့ပုံချေးတယ်နော်ပုံချေးတယ်အဲ့ဒီမှာ9ယောက်သေးတယ်နော်16ယောက်တန်ရာရရှိတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့ရခိုင်ပြည်နယ်မှာလည်းတကယ်ပုံတွေကကြီးကြီးအော်ဂျေးချလာကိုကျွန်တော်တို့ တွေ့ရတယ်တွေ့ရတယ်နောက်တစ်ခုကဒီလိုထုတ်တယ်ကိုတတိထားဖို့အတွက် AA ကနေပြီးတော့ထုတ်ပြန်တယ်အဲ့ဒီတတိထားတာကဘာလဲဆိုလို့ရှိရင်အဲ့ဒီဘုံတွေเนาะဘုံတွေဘုံချဲတဲ့မလာရဲ့လေရင်ပြန်လာလို့ရှိရင်တော့အထုတတိထားဖို့သူတို့အထုတတိထားပြီးတော့နေကြဖို့เนาะအဲ့ဒီမှာအရေးပေါ်ထုတ်ပြန်ချက်ကိုသူတို့ထုတ်ပြန်တာကိုလည်းကျွန်တော်တို့တွေ့ရတယ်ဆိုတော့အဲ့ဒီထုတ်ပြန်ချက်အတိုင်းပဲဒီလိုထုတ်ရဆိုလို့ရှိရင်လိုက်နာပြီးတော့နေဖို့လိုတယ်မနေဘူးဆိုလို့ရှိရင်တော့ဘေးရဖို့ပြင့်မလဲဆိုတော့သူတို့ကျွန်တော်တို့ကမသိနိုင်ဘူးအများအားဖြင့်တော့ကြောင်းလို့စသဖြင့်စေယုံစေခန်းလို့ အဲ့ဒီနေရာတွေမှာသူတို့ပြင်မှတ်ထားပြီးတော့သူတို့ပြင်မှာဖြစ်တယ်ဆိုတော့အဲ့ဒီနေရာနဲ့ဝေးတဲ့နေရာကိုတော့တော့ကျွန်တော်တို့တတိထားဖို့လုပ်နိုင်မယ်။နောက်တစ်ခုကပါလဲဆိုလို့ရှိရင်ရခိုင်ပင်နယ်မကွေးအစပ်ဒီအမ်ပဒန်အမ်ပဒန်မှာဆိုလို့ရှိရင်လမ်းပေါ်မှာနဲ့ရေကစခန်းကိုနေပြီးတော့နော်ဒီဖက်ကနေပြီးတော့တိုက်တယ်အဲ့ဒီထောက်ပိုးထောက်ပိုးလမ်းကြောင်းအဲ့ဒီထောက်ပိုးလမ်းကြောင်းကအဓိကထောက်ပိုးတော့ကဘယ်ကနေထောက်ပိုးလဲဆိုလို့ရှိရင်တော့ဒီရေခါတွေကဒီစခန်းကိုကိုကနေပြီးတော့သူတို့ပြန်ပြီးတော့ထောက်ပိုးပို့တယ်အဲ့ဒီပြန်တော့ထောက်ပိုးစခန်း အဲ့ဒီ tapos ခိုင်းမနေဘူးတော့ a နဲ့ပူပေါင်းဖွေးတွေကနေပြီးတော့ like kai thing ပိုင်လိုက်ရဆိုတဲ့တဲ့တင်ကိုကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကကချင်ပင်နေနော်ကချင်ပင်နေ white mon နေမှာဆိုလို့ရှိရင်တော့ lemon ချေးရွာမှာစကစကထိုးစစ်စင်နေနော်ထိုးစစ်စင်တဲ့ခါကျတော့ဒီဖက်ကနေပြီးတော့တိုက်ခိုက်တဲ့ခါကျတော့အဲ့ဒီမှာဒုံထိပြီးတော့ color ရ38ကဒူတိုက်ရုံရောက်ကနေပြီးတော့ malkia ဖြစ်သွားတဲ့ဒီပြတော့တော်တော်အကောင်ကြီးတကောင် malkia ဖြစ်သွားတဲ့ဆိုတဲ့ဟာကိုဒီနေ့တဲ့တင်မီဒီယာမှာတွေ့ရမယ်နောက်ခုကမခွေးတိုင်ငဖေးမျိုးနဲ့ နောက်ဂုတ်ကြီးရွာမှာရှိတဲ့စက္ကဆိုင်ရဲ့စခန်းကနေပြီးတော့ AA နဲ့ပုံပုံဖွဲ့တွေကတင်ပိုက်လိုက်တယ်ဆိုတဲ့တဲ့တင်ကိုကျွန်တော်တို့တွေ့ရတယ်။ AA ဖက်မှာတော့ကျွန်တော်တို့အဆုတ်မရှိဘူးเนาะအဲ့ဒီမှာအတိုးပဲရှိတယ်သူတို့ကနေနေတော့ကြာတယ်ဒါပေမဲ့စခန်းတွေကဒီနေရာမဟုတ်ရင်ဒီနေရာကနောက်တစ်ခုပြီးတစ်ခုထပ်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 ပြီးတော့တိုးတော့တာကိုတွေ့ရလိမ့်မယ်။ဆိုတော့ AA ဖက်ကပါတော့တာမရှိဘူးเนาะ AA ဖက်ကတိုးတာပဲရှိတယ်။နေနေအဆုတ်တဲ့တင်ကိုကြားတာကတော့ကျွန်တော်တို့နေဆက်အခုဒီတော့မောင်တော်မောင်တော်နေဆက်မှာဒီဘင်္ဂလားဒေ့ရှ်ဖက်မှာအဲ့ဒီအာဆာနဲ့ နော်အဖွဲ့တွေကအင်အားတွေကလည်းတောင်းလာပြီနော်လေးမှ၄ထောင်ဆိုတော့နေတော့မဟုတ်ဘူးဆိုတော့ခုစင်းရတာ၄ထောင်ပဲနောက်တော့မှအများကြီးရှိဦးမယ်နော်ရှိဦးမယ်ဆိုတော့တတော်ကိုအင်အားကောင်းနေတယ်အဲ့ဒီဖက်မှလည်းဆိုတော့ဟိုတရက်နေ့ကတော့တတိယခုတက်လာတာကနော် AAS ခန်းခုကနေပြီးတော့ နော်တင်ပတ်လိုက်တယ်ဆိုတော့တခုလည်းကျွန်တော်ကြားရတယ်နော် AAS ခန်းတွေကိုတိုက်ခိုက်ဖို့တင်ပိုက်ဖို့ပြင်ဆင်နေတယ်ဆိုတော့တည်င်းတွေလည်းကျွန်တော်တို့ကြားရတယ်ဆိုတော့အဲ့ဒီဖက်မှာတော့စာကနေပြီးတော့ AAS ခန်းတစ်ခုကိုတင်လို့ရတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တည်င်းတစ်ခုထွက်ပေါ်လာတယ်နော် AA ဖက်ကတော့သူတို့ညင်းဆိုထားတာတော့ကျွန်တော်တို့တွေ့ရမယ်ဆိုတော့ဒီနေ့စက်တင်ဘာလ29ရက်နေ့မှာတည်င်းမီဒီယာတွေမှာပေါ်ပြထားတဲ့အကြောင်းအရာတွေတော့ဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆုံကြရအောင်ဟုတ်က Subscribe ကိုနေခါလို့ကိုနေပေးချပါပဲကျွန်တော်ဒီ